မြန်မာနိုင်ငံရဲ့ဒေသ6ခုမှာငလင်ဘေးဒဏ်ကိုပြင်းထန်ခံစားနေရခြင်းမွန်ပြည်နယ်မှာတော့ကြံပွဲတော်စီကားတိုက်မိတ်စွာကျင်းပဖို့အတွက်စစ်ကောင်စီဘက်ကကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံဒီကတန်လွင်တိုင်းကိုပြောပါရတယ်။ပြည်နယ်စစ်ကောင်စီဟာကြံပွဲတော်စီကားဖို့အတွက်မော်လမြိုင်မြို့ကမ်းနားလမ်းရှိဗဟိုမန်းသက်စတင်ဆောက်လုပ်နေတယ်လို့တခြားဌာနဆိုင်ရာမန်းသက်တွေကလည်းဆောက်လုပ်ဖို့ပြင်ဆင်နေတာပါ။ဒေသတွင်းမှာတော့ပြည်ထောင်အဖွဲ့အစည်းချို့နဲ့လူငယ်တချို့ဟာလူသားချင်းစာနာမှုအနေနဲ့ ငလင်ဘေးတဲ့ဒေသတွေကိုလှူဒန်းနိုင်ဖို့အတွက်ကိုထူကိုဒအလှခန္ဓာတွေကိုလှုပ်ဆောင်နေပေမဲ့စစ်ကောင်စီကတော့ပြပွဲရှင်ပွဲကိုဦးစားပေးလှုပ်ဆောင်နေတာဖြစ်ပါတယ်။မော်လမြိုင်ဒေသကံတူကတော့စစ်ကောင်စီကကြံပွဲတော်စီကားဖို့အတွက်မော်လမြိုင်မြို့မှာဗဟိုမန်းတပ်ကိုစောက်လုပ်နေတယ်လို့တစ်ဖက်မှာတည်ကြည်နေပေမဲ့အခုလိုပြပွဲရှင်ပွဲလှုပ်တာကြောင့်တခြားဒေသတွေကိုအားနာနေရတယ်လို့ဝေဖန်ပါတယ်။ဟိုမန်းတပ်တော့စောက်တော့စောက်နေပြီ၊ဒါတော့ဘောတော့ရောင်းနေ သူတို့ကတော့ဘလို့ပဲဖြစ်နေဘလို့အချင်းချင်းမှာပဲဖြစ်နေဖြစ်နေသူတို့ကတော့ဒီလိုဝဲရှင်ပေါ်လာသူတို့ကတော့ခံနေနေမှာလေဒီလောက်ဖြစ်နေတယ်သူတို့မှကြာယူစီဘဘူတော့အခုတရားမှလည်းစောင်းနေမကောင်းဘူးကသမလာဟိုကလူတွေအားသိပြီးတော့ကိုယ်တွေမပြင်းရတော့ခုတော့ပဲဟိုဘယ်နေရာကြည့်ပြောက်ပဲရှိမွေးတွေအားအများနဲ့စကားကြည့်လို့သူများတော့အားလာတယ်ပေါ့ဒါအပြင်ငလင်တန်ကြောင့်တနိုင်ငံလုံးအနေထားအရပျက်စီးဆုံးရှုံးမှုများပြီးတေဆုံးမှုတွေမြင့်တက်နေခြင်း ွန်ပြည်နယ်အနေနဲ့အေးချမ်းနေတဲ့ပုံစံလှုပ်ဆောင်တာဟာမဖြစ်သင့်သလိုလူငယ်တွေကလည်းငလင်ပေးကြအောင်ကြံပွဲတော်ကိုစိတ်ဝင်စားမှမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။မော်ရမြိုင်ဒေသခံနောက်တူကလည်းစစ်ကောင်စီဟာကြံပွဲတော်အပြင်တခြားပြော်ဝဲရှင်ပွဲတွေကိုဇက်တောက်လှုပ်ဆောင်နေတယ်လို့ပြည်သူတွေမပြောနိုင်တဲ့အချိန်မှာအခုလိုကြံပွဲတော်စီကားဖို့အတွက်လှုပ်ဆောင်တာဟာကိုချင်းစာထိတ်မရှိတာလို့ဝေဖန်ပါတယ်။ တို့ကျမမဟုတ်ပါဘူးပွဲတွေလည်းမပြတ်ပါဘူးကျွန်တော်တို့ဒီမှာတော့ပြောမနေတော့တော့မူပြီးနေမှာတော့ပွဲတွေလည်းအများကြီးပဲဒီမှာတော့ရေဝမပြောမပြောနိုင်ကြတဲ့အချိန်မှာတို့ကတော့အဲ့လိုပဲလုပ်နေကြတာပဲလေအမှန်တိုင်းပြောရင်ဒီတစ်ချက်အမှမန္တထုတ်ပြောကြီးလေပတ်စံကုန်မလို့လာတဲ့အကျိုးပါအကျိုးမရှိဘူးအဲ့ဒါဆိုတော့ဟိုပူချင်းစာစိတ်မရှိရလဲကြားတယ်အမြင်နဲ့ရလဲကြားတယ်ဉာဏ်အမျိုးမြင်မရှိရလဲကြားတယ်လူပဲပြောရဒီတစ်ချက်မန္တစစ်စီကကလုပ်မဲ့ဒိစ္စာတော့ အခုလိုပြည်သူတွေဘေးမျိုးမျိုးနဲ့ကြုံတွေ့နေရချိန်မှာဝန်ပြည်နယ်စစ်ကောင်စီနေနဲ့ပျော်ပွဲရှင်ပွဲကိုဦးစားပေးလှုပ်ဆောင်တာဟာတကူကောင်းဆန္ဒဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုမရှိတာဖြစ်တယ်လို့သူကစပြောပါတယ်။တစ်ဖက်မှာတော့အာနာသိန်းစစ်ကောင်စီခန့်ဝန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကဝန်ပြည်နယ်တွင်းလာမဲ့တကြံပွဲတော်ကိုစီကားတိုင်မြင့်စွာကျင်းပသွားမည်လို့ပြီးခဲ့တဲ့မလ25ရက်နေ့ကပြည်နယ်ဆိုရယုံမှာပြုလုပ်တဲ့တကြံပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာပြောဆိုခဲ့တာပါ။ တအပြင်တကြံပွဲတော်စီကားစီဖို့အတွက်မွန်ပြည်မြို့မှာလမ်းလျှောက်တကြံထည့်သွင်းကျင်းပခိုင်းထားသလိုတကြံပွဲတော်အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်လည်းလုပ်ငန်းကော်မတီ15ရဲ့ဖွဲ့စည်းတာဝန်ပေးထားတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာတော့ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းကပြင်းအားကြီးမားတဲ့ငလျင်လှုပ်ခတ်ပြီးနောက်လူကြီးထောင်နဲ့ချီတည်ဆုံးခဲ့သလိုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများခဲ့ကဒီကနေ့ချိန်ထိကုညီကယ်ဆယ်မှုတွေဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်ပါတယ်